ောဒလမင်းကြီးကသူ့အိမ်ဘက်ထဲမှာဝေဟောင်ကြီးတကောင်ကိုဖားမတကောင်ကလိုက်ပြီးတော့အတင်းကြိုက်ခဲနေတာကိုသူ့အိမ်ဘက်ထဲမြင်မှတ်ဘယ်လိုပါလဲဒီဘက်ကဆန်းလှစီအာဆန်းလှစီလားမွေးဆိုတာပင်ကိုပကတိရပြန်ဖားတဲ့အရာကြီးပါတယ်ဖားဆိုတာမွေးရဲ့အစာပဲ ခုဘယ်လိုဖြစ်ရတာတော့ဆိုပြီးတော့အာအိုအိမ်မက်တယ်ဘုရားတို့ဒီမက်ရဲ့အကျိုးကဘာလဲဆိုတော့နောက်တစ်ချိန်မှာဘုရားရှင်ရအဆုံးမတရားတော်တွေကိုလက်ခံလိုက်နာတဲ့သူတွေအားနေသွားနေပါသွားပြီတော့ဘုရားရှင်ကအိမ်တော်ဘက်အချင်းချင်းတကြွကိုမရကြွဝထမှာပြန်လာကျင်လာရမယ်ယူရရမယ်ခယူဆက်ရမယ်မဖောက်ပြန်ရဘူး ဒီလိုတွေဟောကြားထားပါလေနဲ့ဘုရားရှင်ရဲ့အဆုံးအမတွေကဒီနေ့ခေတ်မမီတော့ပါဘူးဓာရီလိုက်လို့ဒီလိုပဲဖြစ်မယ်လေဒီတိုင်းမနေနိုင်ပါဘူးဆိုပြီးတော့အဲ့ဒါပြစ်ပယ်တဲ့ပုံကိုယ်တွေများလာကြတယ်ဘုရားပြတ်တဲ့လူတွေများလာလို့ချင်းတဲ့အိမ်တော်ဘတ်တွေမှာအိမ်တော်ရေးကိစ္စတွေမှာလည်းပဲတရားပြတ်လာတဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့အိမ်တော်ရေးကိစ္စတွေမှာလည်းပဲမညီမျှမှုတွေမငြိမ်းချမ်းမှုတွေ မတရားမှုတွေရှိလာနိုင်တယ်ဘယ်လိုပြောချင်တာလဲဆိုတော့အိမ်တော်တစ်ခုမှာပြည်ပြည်လဲလဲငြင်းငြင်းချမ်းချမ်းတိုင်းတိုင်းပင်ပင်မဟုတ်တော့ဘဲနဲ့တုံးတတအိုးနိုင်ဖို့ဟာဟဲ့လားအိမ်တော်ရှင်ယောက်ျားကလည်းဒီမိဘငါနိုင်အောင်လုပ်ထားမှာဒါမှငါပြန်မထောင်ရင်ဘယ်သမီးတွေကလည်းပဲတချို့ကဒီယောက်ျားငါချူးချိုးထားမှာဘာကြောင့်ငါအနိုင်ကျင့်နေလဲ ပြောရတဲ့ယောက်ဖေးမမယ်ကုညီမယ်လို့စိတ်ထဲမရှိကြပါနဲ့နိုင်ဖို့စဉ်းစားလာကြ။ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးနော်ဦးဇနော်။ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ဒီနောက်တစ်ခုမှာတိုင်းတိုင်းမင်းမင်းကျူးနဲ့တို့ချင်းချင်းနာနာမဟုတ်ဘဲနဲ့ဘာရောကောပြီးအတ္တကိုရှည်တန်းတည်ပြီးတော့ဘုလို့ရှင်ရာလျှောက်လုပ်တယ်မတိုင်းမင်း။ သူများကိုကိုယ်စားနာတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့အနိုင်ကျင့်ဖိနှိပ်တာမျိုးတွေဟာတကယ်တော့ရေရှည်မှာဘယ်လို့မှမပြေလည်နိုင်မငြင်းချမ်းနိုင်အမျိုးသမီးကကိုယ်ခင်မွန်တဲ့အပေါ်နိုင်ရင်လည်းပဲအဲ့ဒီအိမ်တော်မှာတက်တည်ရင်မရှိဘူးအင်တော်စီဆိုတာဘာဖြစ်ဖြစ်တော့ပုဂ္ဂိုလ်ကြီးလေးစားမှုအလေးထားမှုအ ਨੇ ဆုံးရှိရတယ်အဲ့ဒါကင်းပြတ်ပြီးတော့ ဟလာအမျိုးသမီးကတိုင်းထက်တော်နိုင်နေတဲ့သဘောဖြစ်နေလို့ရှိရင်မကောင်းတခါအိမ်တော်စီမျိုးသားကကိုယ့်ရဲ့အိမ်တော်ဘက်အမျိုးသမီးပေါ်ကျင်နာမှုယူရမှုကင်းပြီးတော့အမြဲတမ်းအနိုင်ကျင့်နှိမ့်ဆက်နေမှာဆိုရင်လည်းအဲ့ဒီအိမ်တော်ဟာဘယ်တော့မှချမ်းမြေ့တာရတဲ့အိမ်တော်တစ်ခုဖြစ်မလာတော့အမြဲတမ်းဆင်းရဲဆင်းရဲမှုတွေတော့ကြုံတွေ့ပြီးတော့နေရမှာ အဘယ်လောက်ဆိုတာအိမ်တော်ကိုစီမံထိန်းသိမ်းနေတဲ့စီမံထိန်းသိမ်းလောက်ကင်နေတဲ့အိမ်တော်ရှင်မဟာစိတ်ဆင်းရဲနေမှာတော့ဒီအိမ်တော်ဟာဘယ်လိုตายရတော့မလဲဒီအိမ်ရှင်မနဲ့အတူနေရတဲ့အိမ်တွင်းမိသားစုတရားဘယ်လိုစိတ်ချမ်းသာနိုင်မလဲတွေ့ကြည့်ပါဦးအဲမော်အိမ်တော်တစ်ခုမှာတယောက်ကတယောက်ကိုနိုင်တယ်ဆိုတာလို့လာတော့မှလေကောင်းတဲ့လက္ခဏာမဟုတ်ဒီဘက်ကအဲ့ဒါကိုပြောချင်တာနော် အိမ်တော်ရှင်အဦးနဲ့အိမ်တော်ရှင်အမျိုးသားကြီးတွေအပေါ်မှာအိမ်တော်ဘက်ဇနီးတွေကတခါတည်းဒီနေ့ခေတ်အခေါ်အသုံးပြောရလို့ရှင်ဟလာလဖားချိုးထိုးတယ်လို့ပြောတာလားရိုင်းရင်ရိုင်းသွားလို့ဆိုပြောလိုက်ဟဲ့အဲအဲ့လိုမျိုးနော်ဒီကောင်ကြီးတော့ငါကြိုးကင်ထားဦးမှာပဲတချို့အဲ့လိုပြောတယ်မယုံမသိပြောကောင်းနော်ပြောရပါတယ်ပြောရတယ် ပြောချင်တာကအဲ့ဒါလို့ဒီနေ့ခေတ်မြို့သမီးတွေတချို့မြင်ထားတယ်လို့မြင်နေတယ်လို့ပေါ့နော်အဲ့ဒါလို့အိမ်တော်ဘက်အိမ်တော်ဦးစီးခင်မွန်တဲ့အပေါ်မှာယူသိမှုလေးစားမှုပုဂ္ဂိုလ်ရဲ့အလေးထားမှုကဲ့မဲ့ပြီးတော့အလွန်အမင်းလိုက်တဲ့စီနင်းဆက်ဆံတဲ့အနေရထားပြရှင်အဆုံးပါတဲ့ဒေါ်လာဆန့်ကျင်ပြီးတော့ဒီဝိနည်းလူလူလိုက်လာခြင်းသုံးွယ်လောကီကျိုးစီးပွားတဲ့ဘုရားရှင်ဟောကြားတော်မူတဲ့တရားတွေကိုလိုက်တာမယ်လို့မရှိတော့အတွက် အဲ့ဒီလိုအိမ်တော်ဘက်တွေပေါ်လာနိုင်မယ်လို့ဒီမှာကအဲ့ဒါမှတ်တာအဲ့ဒီလိုဖြစ်လာနိုင်တယ်ဆိုတော့စေပြင်းနမိတ်ကိုအိမ်မှာမှတ်တာတော်ပဲဆိုတော့ရှေးဆရာတော်ကြီးတွေကဟာငယ်မကမွေဟောက်ထားလိုက်ကြကိစားသည်ကညာပြိုးမောလဲအိုးဘောငါအော်နိုင်လိမ့်မည်ကိုတဆုတ်ကဲနေ ပင်စုပ်ဆွေဖာသူငယ်မွေကြီးကိုကြိုက်ခါဝါလို့သားခဲ့ပြန်တယ်မိမငယ်သူငယ်မိမငယ်ဆိုးကြညဉ့်ညာမူမျိုးကိုသူစီရင်လို့ကိုယ်လင်ကိုကိုယ်နိုင်ခြင်းနဲ့ဘေးသင့်မခံဆိုပြီးဆရာတော်ဘုရားကြီးတွေကမှတ်သားလို့လည်းအတိတ်လိုခပြားလေးစီကုန်ပြီးတော့ထားခဲ့ပါတယ်ဗျာ